ကင်မရာနဲ့ရိုက်ကူးမိခဲ့တဲ့ပင်လယ်ကျောင်းနဲ့တဲကကြောက်စရာရုပ်သံများဒီဗီဒီယိုကြည့်ပြီးသွားရင်တော့အတင်ပေတော့မှပင်လယ်တဲကိုနောက်တစ်ချိန်ပြန်သွားရဲတော့မှမဟုတ်တော့ပါဘူးအားလုံးပဲမင်္ဂလာပါဘက်ကန် entertainment channel ကနေပြန်လဲကျူစုပါတယ်ပရိသတ်တို့ဘဝမှာဘေးရကူးကြောက်ဆုံးပါလေတတဝါဆိုးတကောင်လားဒါမှမဟုတ်တဘာဝဘေးရနေတကူလားတကယ်တဲ့အန်ဒီရဲ့အများဆုံးတလေးဆန်နေကက်ဘေးတွေဟာပင်လယ်အောက်မှာရှိနေတယ်ဆိုတော့ပရိသတ်တို့သိပါလားဒီကနေ့မှာကျွန်တော်ကမကောင်းဆိုးဝါးတွေပုံခွေရဖြစ်တဲ့သမုတ်တရားတွင်မှရိုက်ကူးမိခဲ့တဲ့ကြောက်စရာရုပ်တန်တွေကြောင့်တင်ဆက်ပြတာပေးသွားမှာဖြစ်ပါတယ်။ ံပါတ်၁လှင်ငယ်ကိုတကားလာခောက်သူတရားကြီးမှကျေပြန့်ပြီးနတ်ဆောက်တဲ့ဘီလင်းပြေကိုအကြောက်တရားရှိသူတယောက်ဆိုရင်ဒီဗီဒီယိုကတင်ထွက်အိမ်မက်ဆိုပါလူတယောက်ဟာလှေစည်းထွက်ရင်ကန်းဆက်နဲ့ဝေးမမသိဝေးလာခဲ့ပါတယ်ကောင်းငင်ကြီးကလည်းကြည်လင်မိကြသည်ဦးထုကလည်းတာယာတော့လှေစည်းရတာအတော်လေးမိမိုက်နေခဲ့တဲ့ပုံမှာဒါပေမဲ့အချိန်ခဏလေးတွေ့မှာအဲ့ဒီလေအောက်ကနေကြီးမားလာတဲ့အရာကြီးတစ်ခုကကုခတ်ပြတ်တန်းသွားပါတယ်အရှိန်ပြင်းချက်ကလှေမောက်ပြီးလှေပေါ်ကလူလေပင်လေထဲမှာဂမုရှုတို့ကုခတ်နေရပါတယ်ဒါပေမဲ့ဒီလူကအချိန်တော့မဟုတ်ပါဘူးရေထဲပြုတ်ကြတာတောင်ဘာကောင်းလဲကွာ ငါ့ကို personal attack လုပ်တဲ့ကောင် line မော်တင်ပြီးတော့ပြန်ဖြေးပြမယ်ဆိုပြီးကင်မရာကြီးထုတ်ပြီးမှတ်တမ်းတင်လိုက်ပါတယ်။ဒါပေမဲ့သူရိုက်ကူးမိခဲ့တဲ့အရာကဟိုလလားနေတဲ့ငါးကြီးမဟုတ်ဘူး။ဝေလာငါ့လို့ထင်ရပြီမယ်။ body design ကတဲဆူကြီးလို့ရေမျိုးမျိုးဖြစ်နေတော့ဒီကောင်စိတ်မြေအတီးကြကိုဝေခွဲမရဖြစ်ခဲ့ရပါတယ်။ကံကောင်းကျင်တော့အဲ့ဒီကောင်ကြီးကဘာအဒီယမမပေးပဲအေးအေးဆေးထွက်ခွာသွားပါတယ်။နံပါတ်1 Caporosaurus ဒီတစ်ခုကတော့ Alaska ပြည်နယ်နွေရှိကပင်လယ်အော်မှာရိုက်ကူးမိခဲ့တာပါ။၂၀၀၉ခုနှစ်တုန်းက ကယ်လီနက်ဆိုသူငါးဖန်သမားဟာပင်လယ်မြက်နယ်ပြင်ပေါ်ဒပိုင်းတစားထွက်နေတဲ့ရှီမျိုးမျိုးကြောပြင်တစ်ခုကိုတွေ့ပြီးတော့မှတ်တမ်းတင်ထားခဲ့ပါတယ်။အင်တာနက်ပေါ်မှာတင်လိုက်တဲ့အခါမှာဒီရာပျောက်ကွယ်နေတဲ့ရှီအောင်ရေတတဝါကြီး Locksness Monster လို့ပြောကြသလိုတချို့ကလည်းတန်းထားရတဲ့ကကက်ဒီကက်ပရိုဆိုရက်စ်ပါဆိုပြီးမှတ်ချက်ပေးခဲ့ပါတယ်။ကက်ဒီဆိုတာကမြောက်အမေရိကတိုက်ရဲ့ Pacific Canada တချို့မှာနေထိုင်တဲ့ဒန်နိုင်လာပင်လယ်မွေနဂါဖြစ်ပြီးများသောအားဖြင့်တော့ဗီတင်ကိုလံပီယာက ခပိုလိုပင်လယ်အော်နီးတဝက်မှာတွေ့ရပါတယ်။ဟက်ဒီပင်လယ်အော်ရဲ့နာမည်နဲ့တွားသောတတဝါလို့အဓိပ္ပာယ်ရတဲ့ Sorax ဆိုတဲ့ဂရီစကလုံးနှစ်မျိုးပေါင်းပြီးတော့ခပိုလို Sorax ဆိုတဲ့နာမည်တွင်ခဲ့တာပါ။မြင်မြင်တွေ့ဘူးသူတွေရဲ့ပြောစကားရခက်တီးအားလေပင်ရှိရှိမွေလင်မွေကောက်ခန္ဓာကိုဖုတ်ထနေတဲ့ကြောပြင်မြင်းပုံတဲ့ဥကောက်နဲ့မြင်းမိပုံစံအမိတွေစသည်အသွင်ပြင်းမျိုးရှိတယ်လို့သိရပါတယ်။တိပ္ပံကြောင့်တချို့ဟာတခါမှလက်တွေ့မမြင်ဘူးသေးတာကြောင့်ခက်တီးကို ဟမ်ဘက်ဝေးပင်လယ်ဖြတ်နဲ့အေယာမငါရှိနေကိုမှားရွေးမြင်ပြီးအမျိုးအစားတစ်ခုနဲ့တတ်မှတ်မိကြတာဖြစ်နိုင်တယ်လို့မှတ်ယူထားကြပြီးတော့တချို့ပညာရှင်တွေကလက်ခံရပြီးသားအချက်အလက်တွေပေါ်မူတည်ပြီးယင်းနှစ်ထိရုံရုံကြည်ကြည်နဲ့ရှာပွေးလေ့လာနေကြဆဲဖြစ်ကအခုဆိုရင်ကက်တီနဲ့ပတ်သက်ပြီးအလွန်ထင်ရှားတဲ့သက်တွေတခုထွက်ပေါ်လာပါတယ်။နံပါတ်3ရေတက်တော်ဝါတကောင်ရဲ့ယုံလောင်းတက်ရှိတရားအသက်ဆက်ရှင်တန်နိုင်ဖို့အတွက်တခြားသက်ရှိတွေကိုစားရပါတယ်။ဒီပြည့်စရာအနည်းငယ်ရက်ဆက်တယ်ဆိုပေမဲ့လွန်စံမရတဲ့သဘာဝပါ။ဒါပြင်ဘယ်လေအောင်လောကရဲ့ဂေယစနစ်ကလည်းကြည်တန်ရင်တံဝေကရရစရာပါ။ ဝေလာငါးတွေကလုံလောက်တဲ့အာဟာရရရှိဖို့အတွက်ငါနဲ့ပရုတ်စိတ်အသေးလေးတွေကိုနေ့စဉ်ပမာဏအများကြီးစားသုံးရပါတယ်။ဒါပေမဲ့ဒီဗီဒီယိုကိုကြည့်မယ်ဆိုရင်ပင်လယ်ကျမ်းပြင်မှာရှိနေတဲ့ဝေလာငါးတွေတကောင်ကိုမြင်ရမှာဖြစ်ပြီးရုတ်တရက်ကြည့်မယ်ဆိုရင်အင်အားကြီးတဲ့ဝေလာငါးလိုတော့မှထင်နိုင်စရာမရှိပါဘူး။ကိုရင်းအင်ကတချို့နဲ့အယုဒေသာကြံ့နေပြီးတော့တခြားကိုကနာအစိပ်ပိုင်းတွေကပင်လယ်ရေတက်တော်ဝါလေးဝိုင်းဝန်းပွဲတော့တဲလိုက်ကြပြီဖြစ်ပါတယ်။ကြပြင်ဘေးပပက်လင်မာလေးတချင်းကတောက်ပခဲ့မှုတဲ့တင်မောတဆင်အောင်အေးခဲ့တဲ့ကျမ်းပြမှာစိတ်သိမ်းသွားတဲ့မြင်ကွင်းကိုတွဲလျက်မြင်ရအောင်ပါ နံပါတ်၄အေယာမငမန်းပြူအခုမြင်နေရတဲ့ရုပ်တံကတဲတဲ့ရင်ဖို့ငမန်းရုပ်ရှင်တွေကစက်ဝင်ကန်းမဟုတ်ပါဘူး။ဘေးလေပြည်မှာကိုတိုင်ကိုကြရိုက်ကူးမိခဲ့တဲ့ရုပ်တံအစစ်ဖြစ်ပါတယ်။ Great White Shark တွေရဲ့နာမည်မှာ Great ဆိုတဲ့စကားလုံးကိုအလကားထည့်ထားတာမဟုတ်ပါဘူး။အခုလိုမျိုးပင်လယ်ထဲကနေဘွားကနေထွက်လာပြီးကင်မရာကိုဝါးမြို့ဖို့ကြိုးစားနေတဲ့မြင်ကွင်းကိုတင်တာမြက်ဝါးထည်တယ်မြင်ရမယ်ဆိုရင်အေယာမငမန်းဖြူရီရဲ့အရွယ်စားနဲ့အင်အားကဘလောက်တော်မှကြောက်ဖို့ကောင်းလဲသဘောပေါက်မှာပါ။နံပါတ်9ဂျယ်ဒီငါမျိုးစိတ်အစ် ဆက်လက်ပြီးတော့တင်ရှာတွေးခဲ့တဲ့ဂျယ်လီ၅မျိုးစိတ်အစ်တစ်ခုကြောင်းပြောပြပေးကြပါရစေ။ပထမတစ်ခုကတော့နိုင်ငံတကာသမုဒ္ဒရာနဲ့လေတုအဖွဲ့ချုပ်ကနေရှာတွေးခဲ့တာပါ။မသိရင်အာဂါသလွင်ပြင်ထဲမှာကျဲတကုံတစ်ခုပြန်တန်းနေသလိုပါ။ဦးကောင်းပတ်မှာတက်လက်လက်နဲ့လေးလံနေပြီးအောက်ဘက်မှာကျနေတဲ့အရာက လက်တံတွေဖြစ်ပါတယ်။ကိုကနာအသွင်ပြေးရေကူးခံနေတဲ့ပုံစံစတာတွေကရေတက်တဝါတကောင်လို့တော့မထင်ရဆရာပါ။အခုချိန်မှာတော့သူ့ကိုဂျီလီ၅မျိုးစေ့အသစ်ဖြစ်နေမှတ်တမ်းတင်ထားပြီးနေမင်းတော့အခုဒီမပေးရသေးပါဘူး။နောက်တဲ့ဒီတစ်ခုက NOAA သုတေသနအဖွဲ့ကနေရှာတွေ့ခဲ့ပြီးဘလို့ဂျီလီ၅မျိုးစေ့လည်းမသိနိုင်သေးပါဘူး။ American မြောက်ပိုင်း Newport Rodie တွင်းရဲ့အနောက်ပိုင်းတစ်ခုမှာတွေ့ကြတာဖြစ်ပြီးတော့ဒီဂျယ်လီ၅မျိုးစေ့အသစ်နှစ်ခုကိုမကြခင်မှာ live ဖတ်တဲ့နာမည်တစ်မျိုးပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။နံပါတ်6 Lega Fitop 1 ကြီးမားပြီးတော့စမ်းချတဲ့ရေသတ္တဝါတော်တော်များများကိုပင်လယ်နက်ပိုင်းမှာတွေ့ရလေးရှိပေမယ့်ဒီတစ်ခုကတော့အိုင်စလန်နိုင်ငံကရေချိုကန်ထဲမှာတွေ့ရှိနေပါတယ်။သူကတော့လက်ကဖီချော့မြစ်မှာတွေ့ခဲ့တာဖြစ်လို့လက်ကဖီချော့1လို့ခေါ်ကြပါတယ်။ဒီအကောင်ကြီးကဘက်စကရိုက်ထက်တာမှာပိုရှေလျားနေပြီးပီ၄၀ဝင်းချင်းရှိပါတယ်။ဒီအေရမရေသတ္တဝါကြီးကိုအခုမှပထမဆုံးချိန်မှတ်တမ်းတင်ရိုက်ကူးမိပြီးသူ့ရဲ့စိတ်မြေကိုသိကျင်းတော့1345ခုနှစ်ကိုပြန်သွားရပါမယ်။ ဒီကောင်ကြီးကြောင့်ဗဇက်ရာသပွင့်ရှိလာခဲ့တာအဲ့ဒီအချိန်တွေကဆိုပေမဲ့1963ခုနှစ်မှာအိုင်စလန်မြို့သားတည်တော်ဌာနရဲ့အစစ်မြေအရာရှိတဦးကကိုတိုင်မျက်မြင်တွေ့ခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်1968ခုနှစ်မှာလေဇီယာနဲ့ကျောင်းသားတက်စုဟာအဲ့ဒီကန်တဲ့ကနေအေယာမသားရဲ့ကြီးကိုမြင်ခဲ့တယ်ဆိုပြီးတန်ကြားခဲ့ပါတယ်။ပြောရမယ်ဆိုရင်ထူးဆန်းတယ်ဆိုပေမဲ့1983ခုနှစ်တုန်းကလေလူသိများတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဂန်ဒရိုက်ဖွဲ့တစ်ခုဟာအဲ့ဒီကန်ဒီမှာဖုန်းကေဘယ်ရိုးတွေတက်ဆင်နေပြီးရုတ်တရက်အေယာမတပ်တော်ကြီးဖျက်တမ်းသွားတာကိုမြင်ခဲ့ရပါတယ်။ မြင်ပြီးနောက်ပိုင်းအဲ့ဒီနေတဝက်ကိုရှာကြည့်တဲ့အခါမှာတတဝါကြီးရဲ့တဲလွန်စာတွေကိုတော့မတွေ့ရပဲဖုန်းကေဘယ်ကြိုးတွေကျိုးပြတ်နေတာထူးဆန်းစွာတွေ့ရှိခဲ့ရပါတယ်။အခုရုပ်တံကတော့2022ခုနှစ်မှာ69နှစ်ရွယ်လဲသမားဖို့အတူဟာဒီတတဝါကြီးကိုတွေ့မိကမှတ်တမ်းတင်ထားနိုင်ပြီး1345ခုနှစ်ကလေးကလူတွေမကြာခဏမြင်တွေ့နေတဲ့တားရဲကြီးရဲ့ပထမဆုံးသက်သေထောက်ထားဖြစ်ပါတယ်။နံပါတ်9လူသက်လိုင်းကြီးများဒီရုပ်သံကိုကြည့်ပြီးသွားရင်တော့တင့်ကိုတင်တင်မောသားမလုပ်ခဲ့မိတာမှန်တယ်ဆိုရဲကောက်ချက်တစ်ခုချမိသွားမှာပါ ဘယ်လေတဲမှာရွက်လိနေရင်အေးမလိုင်းကြီးတွေနဲ့ရင်ဆိုင်တွေ့တဲ့အခါမှာအကြီးမားဆုံးပြဿနာကလှိုင်းမှုတာဖြစ်မလားအဲ့ဒီလိုထင်နေမှပါမယ်အဓိကပြဿနာကတော့တေမင်းကရုပ်ကြီးအနာကိုကတ်လာတာပါဒီရုပ်တံထဲမှာကြည့်မယ်ဆိုရင်ကြီးမားပြီးတော့ခက်ထန်နေတဲ့လှိုင်းတံပိုးကြီးတွေကအာနာတပြင်းပြင်းနဲ့တေမောဦးကိုတိုက်ခတ်နေတာပါအဲ့ဒီလိုင်းတွေကိုတားလို့ရတဲ့နည်းလုံးဝမရှိပဲတက်လိုက်ကြလိုက်ဖြစ်နေတဲ့ရေပြင်နဲ့နိုင်ပေါင်းများစွာကြောင်တိုက်ပွဲဝင်ရမှာပါဒီအချိန်မှာရေလေကောင်ကနေဗီဒီယိုကိုကြည့်နေတဲ့ဒေမောသားများရှိတယ်ဆိုရင်တော့ဒေမောသားတို့အတွက်မိနေဆက်ပြ။နံပါတ်၈ရေသူမ ဆက်လက်ပြီးတော့ဒီရုပ်တံကိုကြည့်မိရင်တော့တင်လုံးဝရေနောက်တဲ့မြေပြင်တွေကိုရေသွားကူးရမှာမဟုတ်တော့ပါဘူးလူငယ်တယောက်ဟာမြေကြီးထဲမှာရေစင်းကူးရင်းနဲ့ဘလော့ဂါထားတဲ့သူ့ကိုသူမှန်တန်းတင်ပါလေအစားပြောင်းမှတော့အရာအလုံးကအေးစေပါဂျာမန်ခဏကြာမြေကြီးအောက်ကိုရင်ခေါလိုက်တဲ့အခါမှာကျေလောင်တဲ့ငယ်ရှင်းအော်တံကိုကြားလိုက်ရပြီးဘေးဘီကိုရှာဖွေကြည့်တဲ့အခါမှာလေနောက်ပြီးတော့ညင်းပက်နေတဲ့ရေမဲတွေကြားမှာအပြာရောင်အမီးတစ်ခုကိုတွေ့လိုက်ရပြီးတော့ဒေချာကြည့်တဲ့အခါမှာရေသူမတူဦးရဲ့အသွင်ပြင်မျိုးပေါ်ထွက်လာပါလေအမီးပိုင်ရှင်တတ္တဝါကဝေးရကိုကူးခတ်ထွက်ပြေးခဲ့ပါလေပရိသတ်တို့ရောဒီကောင်ကိုဘယ်လိုမြင်ပါလဲ နမကုံအလက်စကာရေမွေနကနောက်ကတော့အလက်စကာပြည်နယ်မှာနိုင်ငံခြားခီးသွားတဲ့ချို့ဟာရေကဲမြစ်တွေကိုမှတ်တမ်းတွေရိုက်ကူးနေရင်အမှတ်မတင်ပါလာတဲ့ရုပ်သားမှာဗီလိန်မျက်နှာပြင်ထံအပိုင်ပိုင်ကွဲနေတဲ့ရေကဲတွေကြောင့်မှထူးဆန်းတဲ့ရေမြမြောအရာတကူသွာလာနေပြီးတက်တဝါတကောင်ရဲ့ကြိုးကုန်းဘူးလို့ထင်ရတဲ့အဖူသုံးဘူးဟာရေပြင်ထံမှာပေါ်ထွက်နေပါတယ်ဒီရုပ်သံကိုမြင်ရတဲ့သူပေါင်းအတော်လေးလှမ်းပြန့်သွားခဲ့ပြီး မဟုတ်မှကျောမဘူးကြီးထွက်နေတဲ့စတာကျင်းလို့ခေါ်တဲ့အေယာမငါးကြီးနှကောင်ဘေကျင်းကိုကတ်နေလို့အခုလိုပုံစံမျိုးမြင်ရတာလားဒါမှမဟုတ်ဒဏ္ဍာရီပုံမြင်နေတဲ့ကမွေနကားတွေလားဆိုပြီးထင်းမင်းချက်တွေဝိုင်းပေးခဲ့ကြပါတယ်။နံပါတ်၃ဂျိုးသားပုံစံရေးပွဲကျွန်တော်တို့ခုမြင်နေရတဲ့အကောင်ကြီးကောဘာများဖြစ်မလဲအတော်လေးထူးဆန်းတဲ့အသွင်မင်းရှိတဲ့ပြင်ပုံမှန်တက်ရှိလျားနေတဲ့လက်တံကြီးတွေနဲ့ပါပေါင်းဆက်ထားတော့တက်ရှိလို့တော့မတင်ရပဲ AI နဲ့ပြုလုပ်ထားတဲ့ရုပ်တန်းလို့တွေးမိကြင်စရာပါ။ဒါပေမဲ့တာဟာမက်ဆီကိုပင်လယ်ကွင်းမှာတွေ့ရှိခဲ့တဲ့တက်ရှိစစ်စစ်ပါ။ အီယာမလက်တံကြီးတွေပိုင်းဆိုင်ထားတဲ့ရေပွဲမျိုးစိတ်တွေမျိုးပါဒါပေမဲ့ဒီကောက်ကိုမက္ဆီကိုပင်လယ်ကွေ့တစ်ခုထဲမှာနေမဟုတ်ပေနဲ့အတ္လန်တိတ်သမုဒ္ဒရာရဲ့အပူပိုင်းဆောင်ရေပိုင်းနဲ့တက်လျှောက်မှာတွေ့ရပါတယ်ဥပမာလူတိများတဲ့ဘာမီတာထရီဂန်လိုနေရာမျိုးမှာပါဒီကောက်မှာဒေးသွေပြီးတော့ရှေလျားတဲ့လက်တံတွေပိုင်းဆိုင်ထားပြီး73ဘေကနေ26ဝီတီဆွဲဆနေပါတယ်ဒါပြင်ဒီရေပွဲဟာလေဘေးလယ်နဲ့1900ခွန်ရာပေးနဲ့ပေ3600ကျော်အပူပိုင်းဆောင်ဒေသမှာနေနိုင်တဲ့အသက်ရှိအဖြစ်ဖော်ပြထားပါတယ် ဒီရုပ်သံလေးကတော့ဒီလောက်ပါပဲအခုလိုမျိုးဇေဝင်စားတရားကောင်းတဲ့အကြောင်းအရာကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ခင်ဗျာ